¡No, sí, sí! ¡Ya, de mí! အလုံးမမင်္ဂလာပါမောချန်နယ်လေးရန်ကြိုဆိုလိုက်ပါတယ်မိုးကုတဆက်ပေးခြင်းတဲ့ဗီဒီယိုလေးရတော့ဒီအမျိုးသမီးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးကအဲယောက်ျားယူပြီးတော့ဗောနော်အဲ့အလုပ်တွေမလုပ်နိုင်လို့ငိုးယူပြီးတော့ပျော့ပြက်လာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးကတော်တော်လေးမနှောင်တရနေရဗောနော်ကြည့်တဲ့အမျိုးသမီးတွေလည်းသင်ငန်းစာယူလို့ရအောင်ပြက်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုဆုံးထိလက်ပဲကြည့်ရှုပေးဖို့ဖြစ်ကပါရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးအမှာ comment လေးတွေရေးပြလို့ရပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် ဒီကနေနည်းနည်းမြန်မာလူမျိုးများ။ဟုတ်ကဲ့။အတူရပေးကြတာဒီကွယ်။ယူဂျီအောင်ကယောက်ျားမင်းကူမတီလား။အုံနိုင်ရီကွယ်တော့ပါတယ်။အုံနိုင်ရီကိုတိုက်ပြီးသေသွားပြီလေလား။မလေးကတော့ဘာလို့ပြန်မပြီးရသေးလားချစ်လား

လာလို့ကြောက်လို့အဲ့နာမီးမော်လည်းမကြီးကြောက်လို့ကြောက်လို့ဘူးရတော့ကြောက်တဲ့လုံးနေတယ်ကြောက်တဲ့လုံးကွဲရတော့ဟိုအသာလေးကောက်ပြီးတော့ဒီဟိုလေးကောက်လန့်ရတော့မဟုတ်ဘူးဘာကောင်းညီလာနေတယ်မမဘာမကြီးတော့မကောက်တော့ဘူးလား bà <laughs> mà mà <laughs> chết ừ này này lạc đấy bây giờ thế này xem này à thế này xem nó lâu về lại không đấy thì mẹ mà đâu về đấy ok nhà tôi mới đâu về mà đâu về đâu đâu về đâu nó không đi vấn đề gì đi ra ra đi ra ra ta mà đi ra ra ta mà

No, 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 နာ Facebook မှာပေါ့နော်အိမ်အလုပ်ရန်လုပ်ရလို့ငိုယူနေတဲ့အမတယောက်ရဲ့ဗီဒီယိုဖိုင်လေးပေါ့နော်တက်လာကြည့်ပြီးကြိုက်လာတော့မသိဘူးဒီဗီဒီယိုဖိုင်လေးပေါ့နော်တကယ်တော့တချို့ရေပြောသလိုပဲမိမတယောက်ကမိခိုပေါ့သူကဘာလို့မှမရှိဘူးဒီအိမ်လုပ်ပဲရှိရဆိုပြီးမှလေအဲ့လိုပြောကြတာပေါ့နော် မနက်ကတော့အိမ်လို့ကမန်ကယ်အကုန်လုံးလုပ်မယ်ဆိုအရင်ပြန်မန်းနေပေါ့နော်မနက်ဆိုလဲအစောကြီးထားချက်ရတယ်ချက်ပြီးတော့ကလေးတွေကျွေးကလေးတွေကြောင်းသွားသွားပြီးတော့အဲ့ဒီမှာအတိမ်လုံးမှရှိရအိုးစားတွေရှော်အမီးဘူးတိုက်ပြီးတော့ဒီတန့်ရှင်းလုံနဲ့ညနေပိုင်းရောက်ညနေပိုင်းပြန်ချက်ပြီးတော့ညကျရင်လည်းသိရမလားဒီအလုပ်တွေဆက်တိုက်ဆက်တိုက်ပေါ့နော်ဦးခွက်ပကံနေစေးပေါ့သူများမြင်နေကြည့်ရင်တော့ဘာလုံးမှမရှိဘူးတယ်မလားမိခိုကြီးယောက်ျားလုံးစားပဲထိုင်စားနေရယ်ဆိုမှပြောကြပေမဲ့လေအမှန်တကယ်တမ်းတကယ်တမ်းတေချာ ဒီအင်တန်ရှင်တွေရောဒီသမင်းအချက်ပြုတ်တွေရောအားအားနဲ့ကိုမှတရက်လုံးကအချင်းကိုကုံသွားပါပေါ့နော်အိတ်သားထဲမှာမှတရက်မလားအဲတချို့မကောင်းတဲ့ယောက်ခမရင်နဲ့ကြားရလူဖြစ်ဖြစ်တချို့မကောင်းတဲ့ယောက်ကြားရင်နဲ့ကြားလူဖြစ်ဖြစ်ကျေးဇူးမတင်တဲ့အပြင်ပေါ့နော်ပုံမှတမမကောင်းပြောခံရတယ်ပေါ့နော်အဲ့မျိုးဘဝတကယ်တရက်မလားခလာငါငိုလည်းအမလိုမျိုးပုံစံပဲအဲတရက်မလားငိုခြင်းစရာသူစလဲဝါကီမန်ဝါကီမန်ဆိုမျိုးပေါ့နော်အင်းအပြင်လောက်အလုတ်လည်းလုတ်တယ် အပြင်အလုပ်တွေလည်းလုပ်တယ်အိမ်အလုပ်လည်းလုပ်ရရတယ်အဲ့လိုမျိုးလူဆိုရင်ပုံမှပြင်မမှတော့ပေါ့နော်အဲ့ဒါမိမဘွားကြီးလည်းမလွယ်ဘူးမလွယ်ဘူးခလောင်ကအမငူကလည်းကိုချင်းစာမေးရပေါ့နော်သူလည်းတကယ်အဲ့လိုမျိုးတအားပြင်ပန်းလို့နေမှာစိတ်ရောကိုပါအိမ်ထောင်ရေးကံကောင်းဖို့ဘယ်လိုကုသိုလ်မျိုးလုပ်ရမလဲဖေရတဲ့ကုသိုလ်ကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အရာဖြစ်တာကြောင့်ဘယ်လိုကုသိုလ်မျိုးမဆိုလုပ်ကောင်းပါတယ် သို့တော်လည်းပဲကုသိုလ်လုပ်နေုံတတ်တတ်နဲ့တော့အိမ်ထောင်ကြီးကံကောင်းဖို့မဖြစ်နိုင်ပါဘူးအိမ်ထောင်ကြီးကံကောင်းခြင်းတည်းဆိုရင်လိုက်နာရမယ့်ကျင့်ဝတ်တွေရှိပါတယ်ဦးဇင်းတို့မြတ်စွာဘုရားကတိင်္ဂလောဝါဒသုံးပါလင်းကျင့်ဝတ်၅ပါးမရားကျင့်ဝတ်၅ပါးဆိုပြီးဟောကြားထားခဲ့ပါတယ်လင်းကျင့်ဝတ်၅ပါးကဘာတွေလဲဆိုရင်၁ဇနီးမယားကိုချစ်ခင်စွာပြောဆိုဆက်ဆံခြင်း၂ဇနီးမယားကိုမထီမဲ့မြင်မပြုခြင်း 3. မိမိဇနီးမှလွဲ၍အခြားသောမိမများနှင့်ဖောက်ပြန်မှုမရှိခြင်း။၄ရှာဖွေလို့ရရှိလာသောပစ္စည်းဥစ္စာများကိုဇနီးမယားထံအံ့နှံခြင်း။၅အဝတ်စားနှင့်တကွအစင်းတန်စာများကိုဇနီးမယားအားစင်မြန်ပေးခြင်းတို့ဖြစ်ပါသည်။ဒါဟာလင်းကျင်းဝတ်၅ပါးပဲဖြစ်ပါသည်။မယားကျင်းဝတ်၅ပါးက၁အမှုကြီးငယ်တို့ကို စီရင်တက်ခြင်း။၂နှစ်ဖက်သောမိဘတို့ကိုချီးမြှောက်ခြင်း။၃ မိမိယောက်ျားမှလွဲ၍အခြားသောယောက်ျားများနှင့်ပေါက်ပြမှုမရှိခြင်း၄မိမိယောက်ျားရှာဖွေလို့ရရှိလာသောပစ္စည်းဥစ္စာများကိုကောင်းစွာထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၅အလုံးစုံသောအမှုကိစ္စတို့၌လိမ္မာ၍ရင်းရင်းမှုမရှိခြင်းတို့ဖြစ်ပါれဒါဟာမရခြင်းဝတ်၅ပါးပဲဖြစ်ပါれအိမ်ထောင်ရေးကံကောင်းခြင်းတယ်ဆိုရင်အဲ့ဒီလင်းခြင်းဝတ်တရား၅ပါးမရခြင်းဝတ်တရား၅ပါးတို့ကိုလိုက်နာရမှာဖြစ်ပါれ၆ ိမ်ထောင်ရေးအစင်မပြေဖြစ်ပြီးတော့အိမ်ထောင်ရေးပျက်စီးရတဲ့အကြောင်းရင်းဟာအခြားအပေါ်ရန်အကြောင်းပြချက်တွေများစွာရှိပေမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင်တော့လင်ကလည်းလင်းကျင့်ဝတ်တရားမယားကလည်းမယားကျင့်ဝတ်တရားမလိုက်နာလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်ထောင်ရေးတန်ကောင်းခြင်းတယ်ဆိုရင်ကုသိုလ်တစ်ခုတည်းပြုနေုံနဲ့မရပါဘူး။လင်းကျင့်ဝတ်တရားမရကျင့်ဝတ်တရားတို့ကိုလိုက်နာမှအိမ်ထောင်ရေးကံကောင်းမှဖြစ်ပါတယ်။နားလည်ပါစေနော်။ မောင်ကဗီဒီယိုလေးကိုစုံထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ကြည့်တဲ့အမျိုးသမီးတွေအတွက်လည်းဘ ഹു တရာရအောင်သင်ခန်းစာလေးယူလို့ရအောင်လို့ပြန်လည်းမျှဝေလိုက်တာပဲဖြစ်ပါတယ်။ဒီအမျိုးသမီးကတော့တော်တော်လေးမှနောင်တရနေရပါတော့။ဒီအိမ်နောင်ပြုမိတို့တော်တော်လေးလက်စိတ်ဆင်းရဲတော့ကရောက်နေရပဲဖြစ်ပါတယ်။မောင်ကဗီဒီယိုလေးကိုစုံထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေလည်းဗီဒီယိုလေးအမှ comment လေးရေးပြလို့ပါရှင်။နောက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတာဗီဒီယိုဒီဘ ഹു တရာရဆက်ဗီဒီယိုလေးတို့နှစ်စင်နဲ့တက်ဆက်ပြတာမှာမို့မောင် channel လေးကို like screen နဲ့တပ်ဖို့တက်စပါရှင်။ Not, a video business, but not to be doing my episode. ma na da